အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိုင်သက်တွေအားလုံးမင်္ဂလာပါ။ Liverpool ရဲ့ကံဝင်နီးပြကြီး Jurgen Klopp ကအခုလက်ရှိမှာဒါ Red Bull Group မှာ Football အကြီးအကဲဖြစ်တာဝန်ယူဆောင်ရွက်ရင်း FIFA Club World Cup ပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့သူ့ရဲ့အမြင်ကိုထုတ်ဖော်ပြောကြားလာတယ် FIFA Club World Cup ကိုဒါအခုလက်ရှိမှာဆိုရင် FIFA Club World Cup က club တွေကိုပတ်စံပေးတဲ့အမောက်ကတော့တော်တော်လေးတော့များတယ်ဗျာဒါအသင်းတော်တော်များများကအခုကျွန်တော်တို့လက်ရှိအနေထားပေါ့လေဒီအုပ်စုပွဲစဉ်တွေအပြီးမှာ Manchester City ဆိုရင် American Dollar 50တန်ရထားတယ်ဘာလို့သူတို့ကပြိုင်ပွဲမှာ၃ပွဲစလုံးနိုင်ထားတယ်အဲ့နောက်ပိုင်းမှာ Real Madrid က48တန် Bayern Munich က45တန် Paris Saint-Germain က52တန် Chelsea က30 ်ဘရီရှက်ဒေါ်မန်က36တန်းအင်တာမီလန်36တန်းနဲ့အသင်းတိုင်းကတော်တော်များများရတယ်အော်အခုတေးတပွဲပဲရတဲ့အော့ကလန်စီးတီးအသင်းက၄တမ6တန်းရပြီးတော့အသင်းတိုင်းကမြူးမြူးမဲ့ရတယ်ဒါပေမဲ့ရာဂင်ကလော့ကကလပ်ဝေါ်ကကကျွန်တော်မြင်ဘူးမြပြိုင်ပွဲထဲမှာတကယ်ကိုစိတ်ပြက်စရာနဲ့အဆိုးဝါးဆုံးပြိုင်ပွဲပေါ့ဗျာဒီပြိုင်ပွဲက strange ပြိုင်ပွဲအမှန်တိုင်းပြောရင်တော့ကျွန်တော်တို့ပေးသက်တည်ကြည့်ရင်အမှန်တိုင်းပြောဒီပြိုင်ပွဲကအရန်ကြီးဘယ်လိုပြောမလဲဆိုတော့ဖီးမလာဘူး ဘာလို့ဖိမလာလဲဆိုတော့ဒီပြိုင်ပွဲကို ကျွန်တော်တို့ကဒါပြောပြောမလဲဆိုတော့ CDS ထားပြီးတော့တော်တော်စဉ်းစားရတဲ့သူရှားတယ်သူသမီးများအုပ်စုပွဲတွေဆိုကောင်းတဲ့ပွဲလေးတွေကျွန်တော်ကြည့်လိုက်တယ်ပွဲတိုင်းကြည့်မယ်ဆိုတဲ့ခံစားချက်မျိုးပွဲတိုင်းကစိတ်ဝင်စားတယ်ဆိုတဲ့ခံစားချက်မျိုးအဲ့လောက်မရှိဘူးဒါအဲ့ဒါတော့မှ FIFA က2029ပြိုင်ပွဲ edition မှာသူက၄နှစ်ဒီဘယ်လိုပြောမလဲ48ပင်ဒီတိုးဖို့ဒီစဉ်းစားနေလို့ဒါအခုဒီပြိုင်ပွဲကိုပိုချဲ့ဖို့လုပ်နေတဲ့ချိန်မှာ clock ကတော့ ဒီပြိုင်ပွဲကြောင့်ဒါအမှန်တိုင်းပြောရင် club world cup ကသူမြင်မှုတဲ့ထဲမှာတကယ့်ကိုအဆိုးဝါးဆုံးနဲ့စိတ်ပြက်စရာ idea တခုပေါ့ဗျာဒါပိတ်သက်တော်တော်များများရဲ့စိတ်ဝင်စားမှု attention မရလို့အတိအကတော့သူကဘာလို့ဖြစ်လဲဆိုကစားမတွေ injury ပိုဖြစ်လာမယ်ပွဲကစားကစားမတွေပိုပြီးပွဲပန်းလာမယ်ပိုပြီးသူစိုးရိမ်တာက နောက်ရတီမှာအခုဒီပွဲတွေတွားကစားလိုက်တဲ့အတွက်နားချင်းလုံးဝမရတဲ့ဒီကစားမတွေအတွက် injury ဟာပိုပြီးတော့စိုးရင်စရာဖြစ်လာလိမ့်မယ်လို့သူကအဓိကထောက်ပြအမှန်တိုင်းပြောရင်တော့အခု Rafinha ဆိုရင် club world cup နဲ့ပတ်သက်လို့ဘာပြောလဲဆိုတော့ Grammar တွေက club world cup ပြိုင်ပွဲထက်သူတို့ရှာရှာပါပါနားရတဲ့ holiday လေးကို ပေးပြီးတော့လာခံရတာကတော်တော်ကိုဆူဆူဝဝခံစားချက်ပဲဒီ holiday လေးဒါကျွန်တော်တို့ဥမာပြနိုင်ငံရောက်နေတဲ့သူတွေရောမြန်မာနိုင်ငံပါရောကဘာရဲမှာလွတ်လွတ်နေတဲ့သူတွေအကုန်သိမှာပါမြန်မာလူမျိုးတွေခုနားရတဲ့ဒီတည်းဟာဘလောက်တန်ဖိုးရှိလဲ ထိုင်းမှာဆိုရင်တပတ်6ရက်လုတ်တယ်နားရက်တရက်ပဲရတယ်ခါကျရင်နှစ်ပတ်မှတရက်ပဲရတယ်အလုပ်တွေရှိတယ်ဒါဒီအင်္ဂလာမှာဆိုလဲကျွန်တော်တားရက်ကတပတ်ကို2ရက်ရတယ်အဲ့လိုမျိုးနားရက်လေးတွေနိုင်ငံတိုင်းနိုင်ငံတိုင်းမှာကိုယ်နားရက်လေးတွေရှိတယ်အဲ့နားရက်လေးတွေကို over time သွားစင်းတဲ့တခါလေးပြဿနာရှိပြီမဲ့လုံးလုံးကြီးဒါဘယ်လိုပဲမဖြစ်မနေကြီးလောက်ရမယ်ဆိုတဲ့အခြေအနေမဖြစ်မနေကြီးမနာရတော့ဘူးဆိုဘယ်လွယ်မလဲ နောက်ရာသီတစ်ခုအတွက် energy level အပြေဝါနဲ့ fresh ဖြစ်ဖို့ခက်တယ်။ဒါကြောင့်ကျွန်တော်မှတ်မိတာ covid ကာလကစက်တိုက်ပွဲတွေကံတယ်။နောက် woke up ပြိုင်ပွဲအပြီးမှာတော့လည်းစက်တိုက်ကံရတယ်။ဟို woke up ရော woke up ရော premier league ရောဥရောပပွဲတွေရောစက်တိုက်ကံသွားတဲ့အချိန်မှာနောက်ရာသီမှာကြည့်လေပေးတက်တွေတော်များများအသေးနေမှာကစားမလို့အကုန် injury စက်တိုက်ဖြစ်တာ။တသိန်းကို73ယောက်74ယောက်55ယောက်73ယောက်74ယောက်အခုကကျွန်တော်ကြည့်ပြ ၃ရက်တပွဲလောက်ကန်နေရပြီအခုကအဲ့ဒါကိုမှအခု club world cup ကို48သိန်းတိုးတာတို့ world cup က48သိန်းလာပြီထားပါတော့ world cup က၄နှစ်တစ်ချိန်လုံလို့ဒါကတော့ဘယ်လိုပြောမလဲလက်ခံလို့ရတယ်ဆိုတော့ Rafinha ကလည်း club world cup နဲ့ပတ်သက်လို့ဒါသူ့အမြင်ပေါ့လေ holiday ကို ပြစ်ပယ်ပြီးတွားကစားရတာတော်တော်ကိုခက်ခဲခဲလုပ်ရတဲ့အကြောင်းနဲ့ clock ကတော့ဒီပြိုင်ပွဲကတကယ်ကို strange ပေါ့လေတကယ်ကိုစိုးရတဲ့ idea တစ်ခု ဖြစ်သလို့ ကစားမတွေရဲ့ injury နဲ့နောက်ရာသီမှာပိုဆိုးလာမဲ့အခြေအနေကိုသူစိုးရိမ်တယ်ဆိုပြီးပြောထားတယ်။ဒါပေမဲ့ FIFA တို့ UEFA တို့ကတော့ပြိုင်ပွဲတွေ create တွေလုပ်ဒါအမှန်အရင်တော့ဆိုရင်ပြ Champions League နဲ့ Europa League ပဲရှိတာ။ဒါကပ်ဝင်းကပ် winner ကတ်တောင်များလို့ဆိုပြီးသူတို့ short ခဲ့တဲ့အချိန်နှစ်ခုတည်းရှိတာနှစ်ခုဆိုရင် Conference League ကထပ်ရှိတယ်။ UEFA က Nation League ကိုပါ create လုပ်ထားတယ်။တော့ဒီလိုပဲအာဖရိကမှာလည်း African Nation League လို့ကိုတောင်အမေရိက Nation League လို့မြောက်အမေရိကတောင်အမေရိက Nation League မရှိဘူးမြောက်အမေရိကမှာ Nation League အခုလက်ရှိမှာအာရှမှာလည်းဒီတိုင်းပဲပုံစံနဲ့အကုန်ပြောင်းတဲ့အခါမှာပွဲတွေဇက်တိုက်ပဲရာဂန်ကလော့ကတော့မနိုင်ပြောဒီပြိုင်ပွဲကိုလုံးဝ fancy မဖြစ်ဘူးလုံးဝမကြိုက်ဘူးတော်တော်များများလေးမကြိုက်ကြိုက်သူတွေများတယ်ကျွန်တော်ပေးတဲ့တဲ့ကိုတိုင်းအပေါ်စိမ့်ရအောင်တော့ကြည်ကောင်းချင်မှာအခုလောလောဆယ်ဆင်မှာဘယ်သူမှအဲ့လောက်ဒီဆွဲဆွဲတတတနဲ့ပြောတာလေဘယ်သူမှမရှိဘူးဒါအခုလောလောဆယ် club world cup ရဲ့နောက်ဆက်တွဲဥပမာဆိုရင် rodri လိုကစားမမျိုး injury AC ရဖြစ်ပြီးတဲ့ကစားမတွေကဘယ်လောက်ထိ risk များလဲဥပမာကစားမတွေကိုပဲကြည်အလပါတကယ်ကောင်းတဲ့ကစားမတရား ACA တခါဖြစ်ပြီးတဲ့သူ recover ကိုမဖြစ်တော့တာအခုချိန်မှာတောင်းလျှောက်တိုင်ပတ်နေတာအဲ့လိုပဲ Adamiri ထောင်း ACA again and again and again Nicolo Zaniolo ACA ဖြစ်ပြီးတာဇက်တိုက်ဇက်တိုက်ဇက်တိုက်အဲ့လိုမျိုးပေါ့လေအားကြောင့်မို့ Jagan Clock ကတော့ injury အတွက်တကယ်ကိုစိုးရိမ်ပြီးတော့ DR team မှာကစားပွဲတွေပိုတော့တိုင်ရန်ရနိုင်တယ်အဲ့ဒီကြောင့်ဒီပြိုင်ပွဲကတကယ်ကိုစိတ်ပြက်စရာပြိုင်ပွဲဆိုပြီးတော့ဒါသူကတော့ဒါမှတ်ချက်ပေးတာဘလို့မြင်ကြလဲဘလို့ပြေးတတ်တယ်ကိုမမဝင်ရောက်မှတ်ချက်ပေးကြပါအောင်ကျေးဇူးပါတယ်